ခန်းကြီးအများကြီးကြာဆုံးခဲ့တယ်။ဘာကြောင့်ကြာဆုံး။အဲကျွန်တော်တို့အင်အားတပ်မတော်အင်အားတတအင်အားနေရပါတော့။ Nothing so nothing ဖြစ်တော့လား။ကြည့်ဆုံးရှိ။ခင်ဗျားတို့ peace for them ကြီးကဘာလဲဆိုတော့အချောက်တီစကားပြောတဲ့ပွဲဗျာ။အဆိုးတကောင်းမှမပါဘူး။မတော်နဲ့ရဲတော်နဲ့ကောင်းလေ။ဟုတ်တယ်ဒါတော့ဟုတ်တယ်။ ဟိုတယ်မှာဖားတယ်နဲ့အိတ်တဲ့ကောင်လေးချမ်းဒီချမ်းဒီအရက်ဒီဟေးယောအလုံးပဲမင်္ဂလာမနက်ခင်ဗျာจุนละตงเซยันเนยมันเนปายทุตริเมียกูปัตมาซงลูยินทูชินตินเซตตอมาพิบาเรပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလေးကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပြပြအခုအချင်းထိကြီးစုနေတဲ့တမင်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တရင်လေးတွေစကြရအောင်ဇူလ25ရက်နေ့တွေမကွေတိုင်းရေနံချောင်မြုပ်နေရတွင်းတောက် ွေကုံကျေရွာဝတ်ချောက်ရွာလာမှတ်တစင်ချစ်ချောင်းထူလာသည့်စစ်တစစ်ချောင်းကပီတုကကွေရက်တကထောင်ထားသောမိုင်းနိမိရွေအရာရှိတကောင်ခွေတေဝတ်တေတေဆုံးကအမြအပြာထိခိုက်တန်ရာရရှိခဲ့ကြောင်း People Defense Force ဂျီနန်ချောင်းမှတတင်းထောက်ပြန်ထားပါရယ်ကောင်လေးတေတတင်းတို့တတင်းဂျူလန်စလီယန်နေတွေပခုတိုင်းမင်းလာမြုပ်နေစံပုတ်ရွာကိုမီးရှို့ရန်လာသည့်အကြံပစစ်တပ်နှင့် တော်လိုင်းရဲတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီစစ်ခွေးဖက်မှနှကောင်ခွေးတေဝတ်တေတေဆုံးခဲ့ကြောင်းတာယာဝတီခရိုင်အမှတ်သုံးတရှိမှတရင်ထုတ်ပြန်ထားပါရယ်ကောင်လေးတေတတိနောက်တရင်ကရင်ပြည်နယ်မြို့ဝတီအမှတ်လေးရက်ကအောက်ချုပ်ရင်းမှုဟာလူငယ်တွေကိုစစ်မှုထိုင်းခိုင်းဖို့အိမ်နဲ့လက်ပည်ဆိုင်တွေထဲအထိတနက်ပြချင်းချုပ်ခေါ်ယူနေတယ်လို့မြို့ခံတွေစီကနေသိရပါရယ်အောက်ချုပ်ရင်းမှုနဲ့အဖွဲ့ဟာလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ ရက်ကွက်အတွင်လှည့်နေပြီးလူငယ်တွေကိုရှပ်ဖွေဖမ်းဆီးနေတာလို့ဆိုပါတယ်။မြို့ဝတီမြို့အမှတ်၄ရက်ကွက်မှာနေထိုင်သူတယောက်ကသူတို့ဖမ်းဆီးတာကမြို့ခံတွေတော့မဟုတ်ဘူး။နေကအလောက်လာလောက်နေတဲ့သူတွေကိုဖမ်းတာ။ဇွန်လမှာပူဆူးနေတာအဖမ်းခံထရတာအနည်းဆုံးမရှိဘူးဆိုရင်အယောက်30လောက်ရှိနေပြီ။တချို့အနောက်ကလိုက်ထုတ်ပေးနိုင်တဲ့သူရှိရင်တော့ပြန်လွှတ်ပေးတယ်။ဖန်စီခံရတဲ့သူတွေကိုရက်ွက်ရုံမှာကြာကြာမထားဘူးစစ်တလက်သေးကိုအပ်တာ အမှန်လေရက်ကွယ်ယုံမာကအချုပ်ခန်းပုံစံရှိတယ်။ဂျွန်လာလေးရက်နေ့ကဆေရုပ်ကိုမြေဝတီမြောက်295တက်ကိုပူလိုက်တယ်။ညတိုင်းလလူရက်ကွက်ထဲပတ်ဖန်းနေတာ။အစင်အတိကအကြောင်းပြတာပေါ့။ဂျွန်လာတလာသေးမှာကိုအနည်းဆုံးအယောက်30အထက်ရှိမယ်စစ်တပ်ထေပူတာလို့ပြောဆိုထားပါတယ်။ကေမြဝတီက KNLA တွေ KNU တွေဘာလို့နေကြတာလဲ။အမှတ်လေးရက်ကွက်အောက်ချုပ်ရေးမှုကိုပညာပေးကြပါအောင်လို့ဒီကနေ့တောင်းဆိုချင်ပါတယ်။နောက်တဲ့ရင် မကွေတိုင်းစလီမြို့နယ်ပန်တင်ကုန်းရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဂျွန်လနဲ့စကူရဲ့နေလီပိုင်းမှာဝင်ရောက်ပြီးရွာကိုမိရှုဖြစ်စီနေတယ်လို့စလီမြို့ကန်တွေစီကသိစီရပါတယ်အမြုပ်နဲ့တန်ချက်ကကားကားစီအပါတပ်ဖွဲ့ဝင်အင်အားတရာခန့်ပါစစ်ကြောင်းကအင်ချေနေရာအင်တောင်စုနေရာရှိတဲ့ပန်တင်ကုန်းရွာကိုဒီညနေပိုင်းအထိမိရှုနေတာကြောင့်ပျက်စီးရှုံရှုံမှုမတိရသေးဘူးလို့ပြောဆိုထားပါတယ်စေမခေါ်ပါကွာထပ်တူဝန်းနေပါတယ်နောက်တဲ့ ပီတူလမြောက်ရတမတော် BPLA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သင်းပိတ်ထတဲ့ပလေးမြုပ်နေကန်တော့ရွာရဲစကန်ကိုစစ်အုပ်စုကပြန်လည်ထူစစ်ဆင်လာလို့တိတ်ပွေးဖြစ်ပွားခဲ့ပြီးစစ်အုပ်စုအထိနာကပြန်ဆုတ်ပြီးတယ်လို့ PLA တာဝန်ရှိသူကပြောဆိုထားပါတယ်။ကောင်းလေးတဲ့တဲ့နောက်တဲ့ကျောင်းမင်းမြောက်ကိုစစ်ကောင်စီကဘုံးချတိုက်ခိုက်လို့အမျိုးသမီးနှစ်ဦးအပါဝင်၆ဦးတိုင်ရန်ရရှိခဲ့တယ်လို့သိရှိရပါတယ်။စိတ်မကောင်းပါဘူးနောက်တဲ့ ပခုတိုင်အနောက်ချန်စီမြို့နေများမှရာအိမ်မှုများသည်အသက်ခံရမည်ကိုကြောက်လန့်တပိစစ်မှုထမ်းကျေကောက်ယူမှုကိုအမျိုးသမီးများဖြင့်ကောက်ခံခိုင်းနေကြောင်းဒေတာခံမြတ်ထမဆုံစံတီစီရပါれစစ်မှုထမ်းကျေကောက်ခံနေသည့်အောက်ချုပ်ရေးမှုနှင့်ရာအိမ်မှုများကိုတော်လှန်ရေးအဖွဲ့အချုကစစ်လင်မှုများမကြာခဏလောက်ဆောင်နေချင်းကြောင်းရာအိမ်မှုများသည်ရက်ကွက်အတွင်းရှိအမျိုးသမီးများအကူအညီတောင်း၍ငွေကောက်ခံမှုများပြုတ်လောက်နေချင်းဖြစ်သည်ဟု အောက်ဖူမြုံနေမှအသက်90အရွယ်အမျိုးသမီးတဦးကပြောဆိုထားပါတယ်။တယောက်ထဲတော့မဟုတ်ဘူး။အမျိုးသမီးခုနှစ်ယောက်တဖွဲ့ဖွဲ့ပြီးတော့တင်တက်တင်စင်းနဲ့ပိတ်ဆံလက်ကုတ်ခိုင်းနေတာ။ယာအိမ်မှုတွေကမကောက်ရဲတော့ဘူး။ခါတိုင်းအပတ်စင်တွေဆိုသူတို့ကတိုင်ကောက်တာ။အခုလာကစားပြီးအမျိုးသမီးတွေကိုကောက်ခိုင်းတယ်။အမျိုးသမီးတွေကိုဖိအားပေးပြီးကောက်ခိုင်းတာဟု၎င်းကပြောဆိုထားပါတယ်။အောက်ချုပ်ရေးမှုနဲ့ရအိမ်မှုမရှိသည့်ကျေးရွာအောက်စုအချို့တွင် စစ်မှုထမ်းကျေးကုတ်ခံရန်အတွက်စစ်ကောင်စီအဖွဲ့ဝင်များကအမျိုးသမီးများကိုကုတ်ခံခိုင်းနေကြောင်းမင်းလာမြို့နေမှအသက်40အရွယ်အမျိုးသမီးတဦးကပြောဆိုထားပါတယ်။အမျိုးသမီးတွေကုတ်ရင်လည်းအမျိုးသမီးတွေကိုလည်း PDF တွေက warning ပေးမှာပဲ။ warning ပေးပြီးမှသူတို့ဆက်ကုတ်ရင်တော့ရရင်မှုလည်းပါသွားမှာပဲ။အမျိုးသမီးကိုခိုင်းတဲ့ရရင်မှုကိုဆက်လုပ်မှာပဲ။ဘာမှထူးမှာမဟုတ်ပါဘူး။ရရင်မှုတွေပြုတ်ပြုတ်မနေကြပါနဲ့။မင်းတို့တွေမင်းကလေးတွေအနိုင်ကျင့်လို့မင်းတို့ပူခံအောင်ပါ။ ဂျူလာ30ရက်နေ့ရက်မနက်ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲဒေတာဆိုရင်တော့ကျွန်တော်တို့ပထမဆုံးငင်းချန်ရေးဆွေးနွေးပွဲအကြောင်းနဲ့ပတ်သက်ပြီးငရှိလေးကပါပြောတာလေတစ်ချက်လောက်နားဆင်ကြည့်အောင်ဘိုးချုပ်ဘူးကြီးမေးအောင်လည်းဘာပြောလဲဘာကိုဒီဆိုပြီးလက်နဲ့ကင်ပြီးတော့မိမိလိုချင်တဲ့အခွင့်အရေးကိုယူလို့မရဘူးတဲ့သူကိုယ်တိုင်လက်နဲ့နဲ့အာဏာယူထားတာနော်တန်ဖိုက်တွေပါမစ်တွေသူ့သားတွေသူ့သမီးတွေသူ့မိသားစုတွေအကုန်လုံးယူ အဲ့လမ်းကောင်းမသိလို့စဉ်းစားလိုက်ရင်ဘုဂျုံကြီးမင်းအောင်လိုက်ကိုဗမာတပြည်လုံးကမရင်းဝိုင်းကျင့်နေတဲ့ပုံစံမျိုးပြောနေတာ तू อ่ะအခါတော့ तू อ่ะလက်နဲ့ဒီတနက်ဒီအင်အားတွေနဲ့မရင်းစားကျင့်နေဒါပေမဲ့တို့ peace foreign ဟာရွေးကောက်ပွဲကိုတွားရမယ်ကိစ္စမဟုတ်ဘူးဒါကျွန်တော်ဗမာတပြည်သားလုံးကိုကျွန်တော်ရဲရဲရင်ပြောရဲတယ်ခင်ဗျားတို့ peace foreign တောင်းဆိုရမှာက မြန်မာတပြည်လုံးမှာရှိနေတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံခေါင်းဆောင်အားလုံးနဲ့ကြားပြတ်အစိုးရတရက်ဖက်ကြီးဖို့လိုအပ်တယ်။ဟုတ်တယ်။ဥပမာတခိုင်ကဗိုလ်ချုပ်ထွန်းမြင့်နိုင်ရှိမယ်ဒေါက်တာဖွင့်ရှိလို့မရလို့လေ။တခိုင်ကဗိုလ်ချုပ်ကွမ်မော်လို့ရှိမယ် KNU ခေါင်းဆောင်တွေရှိမယ်ကြားခေါင်းဆောင်တွေရှိမယ်ချင်းခေါင်းဆောင်တွေရှိမယ်တခိုင်ခေါင်းဆောင်တွေရခိုင်ခေါင်းဆောင်ဒဝဲခေါင်းဆောင်အကုန်လုံးနဲ့ခင်ဗျားတို့ညှိပြီးတော့တိုင်းပြည်ကိုခင်ဗျားတို့စေတနာတကယ်ရှိရင်ခင်ဗျားတို့အဲ့ဒါလုပ်ရအောင် ခင်ဗျားတို့ကြားပြတ်ဆရာလာလို့နေတာဒီတရက်ကိုဖဲ့ပြီးတော့မှာရွေးကောက်ပွဲကိုသွားရွေးကောက်ပွဲသွားဖို့ခင်ဗျားတို့စီစဉ်ရမှာစခွေတို့ခင်ဗျားယုံရလားကွာလို့ပြောတာကိုခင်ဗျားတို့ peace for them ကြီးကဘာလဲဆိုတော့အချောက်တီစကားပြောတဲ့ပွဲဗျာအစိုးတကောင်မှမပါဘူးမတော်နဲ့ရဲတော်နဲ့ကောင်းလို့ဟုတ်တယ်ဒါတော့ဟုတ်တယ်ဟိုတယ်မှာဖားတဲ့နဲ့အိတ်တဲ့ကောင်လေးကျမ်းမီကျမ်းမီရက်တွေရနေတဲ့ကောင်လေး အခွင့်အရေးတွေပါမစ်တွေရနေတဲ့သူတွေတောင်ဖိပေါ်တယ်လို့ခင်ဗျားတို့ကပြောတာဗျာတကယ်ခင်ဗျားတို့ peace ကိုအဲ့လောက်ကိုတိုင်ပတ်ပြီးတွားကြရကုန်မလို့နော်ပြပြောပါခင်ဗျားတို့တည်မကောင်းစောက်ကျင်မမှန်ဘူးဆိုတာဒီမှာပေါ်တယ်ဒါပေါ့ဒါပေါ့ခင်ဗျားတို့ကပထမရွေးကောက်ပွဲကိုမကျေနပ်လို့တနက်နေ့အာဏာယူတယ်ပြီးတော့ခင်ဗျားတို့လူတွေစတတ်တယ်တစ်ဖက်ကပြန်တိုက်တယ်ခင်ဗျားတို့ကလည်းပြန်တတ်တယ်ပြီးတော့ခင်ဗျားတို့ကစန်တမန်အခင်းကျင်းလေးပါလေးညာလေးနဲ့ အဲ့ဒီမှာယူနေတဲ့သတင်းတောက်တွေမှာတိုင်ရင်သာတယောက်မှမပါဘူးဒါပေါ့အဲ့တော့ဘယ်တိုင်ရင်သာသတင်းဌာနကိုဖိတ်ပြီးတော့အဲ့ဒီသတင်းတောက်တွေခင်များတို့ရဲ့ peace forum မှာယူပြီးတော့အားပါတရားတင်ပြနေတဲ့သတင်းဌာနမရှိဘူးအင်းကျမတို့အဲ့လောက်ထိကိုအချင်းနေဆိုးတာအင်းတိုင်းသားဒေသမှာသတင်းဌာနတွေအများကြီးရှိတယ်လေတတိရှင်ကျမတို့တတိရှင်ဖိတ်လိုက်ပေါ့ဖမ်းပါပေါ့ကျမတို့သတင်းစာရှင်းလင်းဖို့လည်းဒီတိုင်းပဲလေလူ၁၀ရောက်နေ မိုးဟိန်ပါမယ်လှရွှေပါမယ်ကျော်စိုးမျိုးမင်းပါမယ်အကျော်စိုးဦးပါမယ်အဲ့လိုကောင်းနေနဲ့ခင်ဗျားတို့ကသတင်းစာရှင်းလင်းပွဲလုပ်တိုင်းသားတိုင်းတော့တယောက်မှာတိုင်းသားတွေကိုစားပြုတ်ပေးနိုင်တဲ့တိုင်းသားတွေအသက်ပြန်ပုတ်နိုင်တယောက်မှာမှာဒါပေမဲ့ဘလောက်အောက်တန်းကျပြီးတော့အဲ့ဘလောက်တောင်အချိန်နေဆိုးတယ်လဲဆိုတာကိုပြောတာပါနောက်တစ်ခုပြောမယ်ခင်ဗျားတို့ဖိစ်သွားနေတာမဟုတ်ဘူးခင်ဗျားတို့ညှိပြီးတော့ ခင်ဗျားတို့အခွင့်အရေးကိုပြန်ယူဖို့တွားနေတာอืมကျွန်တော်ပြောတဲ့အတိုင်းပဲဒီကောင်တွေက peace လောက်တာမဟုတ်ဘူးငင်းချမ်းရေးလောက်တာမဟုတ်ဘူးသူတို့အာဏာခိုင်မင်းမှုပဲလုပ်နေကြတာအခုပါတီတွေတွားကြည့်ဘယ်နေရာမှာသူတို့ကမေးတွားဆွေးမှာလဲဘယ်နေရာမှာတွားအောက်ချုပ်မှာလဲအယူတွေဥနောက်မရှိဘူးဒီကောင်တွေဒီကောင်တွေကကျွန်တော်တို့နိုင်ငံကအောက်ချုပ်ရင်ကျွန်တော်တို့နိုင်ငံကနွားဖြစ်သွားပြီနွားနိုင်ငံဖြစ်သွားပြီဒါဆိုရင်တော့ဗီဒီယိုရေးပေါ်တော့ပြောသွားတဲ့စကားကိုချက်လောက်နားစင်ကြည့်အောင်ရွက်ကောက်ပွဲမှာ ဒီမျိုးနဲ့မှလူဦးရေတထောင်ရှိရင်လူအယောက်800ပေးမဲပေးမှရွေးကောက်ပွဲအထမ်းရောက်မလို့မပါထောင်းနှစ်ယောက်ပဲလာပေးလဲနှစ်ယောက်နဲ့သူတို့ကမဲကောက်ပွဲအောင်ရွေးကောက်ပွဲအောင်မအောင်အောင်ဖြစ်ကလက်ဆန်လောက်အောင်အဲ့ဒီပုံစံမှာရောလူလူအနေနဲ့ဘယ်လိုမျိုးကန့်ကွက်တွန်းလှန်ကြမလဲအဲဆိုတော့ကိုချက်ဖပြောဝဲစကားလေးပြန်ချိန်ရောကျွန်တော်တို့ကဒီလက်နက်ကင်တွန်းလှန်ရေးကိုလှုပ်လိုက်လို့တိုင်းပြည်ကဒီလိုဖြစ်တာဟုတ်တယ်တခါလေးဖြူဖြူလေးပြောတာရှိပါသေးတယ်အာနာထိန်းကတစ်နှစ်လောက်လေးဘာဖြစ်သွားမှမဟုတ်လို့လဲဆိုတာလေဘာမှတော့မဖြစ်ပါဘူးဟုတ်တယ်မလားဘာမှတော့မဖြစ်ပါဘူးအခုလည်းကြည့်ကြည့်ရုံနေဟုတ်တယ်မလား အဲ့ဒီမှာမှာပဲနင်တို့ရှိနေလို့သူတို့ကလည်း6လ6လတတန်းတိုးတာလို့ကပြောကောင်းပြောတာလို့ဆိုပေမဲ့စဉ်းစားကြည့်ကျွန်တော်တို့ဗဇက်နဲ့ပြောလို့ရတဲ့အချိန်တွေကဗဇက်နဲ့ပြောလို့ရရင်ကျွန်တော်တို့လူဒူးကိုလူလိုတတ်မှတ်ပြီးရင်လူလိုပြန်ဆက်ဆံပြီးမှသူတို့ကဒီလိုအချိန်ဒီလိုအချိန်ဆိုတော့အပြန်လည်သွားအောင်ထိုင်းအနာသိန်းနာခဏခဏဆန္ဒပြတယ်သို့ပေမဲ့ထိုင်းလူငယ်တွေဘတော်မှလက်နက်မကန်လက်နက်ကန်တော်လည်းနဲ့အစင်မရောက်ဘူးရဲရောစစ်သားရောနိုင်ငံရေးသမားတွေရောဘရင်ရောသူ့အတူသူ့လို့သူ့လို့ပြီးတော့မှ တမတမကြောက်ဒါတော့မှပဲအာနာရှင်မယ်အာနာသိနေခဏခဏအဲ့လိုမျိုးအခြေအနေမျိုးရှိထားတဲ့အခြေအနေမှာတော့ထိုင်းနေရဘယ်တော့မှကျွန်တော်နိုင်ငံလည်းအဲ့လိုဖြစ်ကြည့်ကျွန်တော်လက်နက်ကင်ရတာအကြောင်းမရှိဘူးကျွန်တော်လက်နက်ကင်လွဲတဲ့ထင်တယ်ထင်နေတာအားရပြီးတော့ကင်ရတာမဟုတ်ဘူးပျော်ဖို့လည်းမကောင်းဘူးဟိုပျော်ဖို့လည်းမကောင်းဘူးပိမန်းနေစပြီးတော့ထွက်လာပါပြီဆိုတဲ့ဟိုကပင်လယ်ပြင်ကြီးကိုဖြတ်လာလာကျွန်တော်ကန်းနေတကန်းပြီးတကန်းပြီးကတ်တယ် ော်ကျွန်တော်ဆုံးတဲ့အထိသွားဖို့ကိုပေါ့ကိုတန်နေတန်ချတာအဲ့ဒီထဲမှာမှကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်ပခုံးပေါ်လဲထမ်းရဲဝင်နေပို့ပို့တိုးလာဘာဖြစ်လို့လဲကျွန်တော်တို့ ਨੇ အစာတော့ကသာမစားခဲ့ရင်ကျွန်တော်ခင်ဗျားတို့ပြောသလိုပဲကျွန်တော်တို့လည်းပြောခြင်းလာငါတို့အစာတော့ကသာမစားခဲ့ငါတို့ညီကိုကြီးပေးလိုက်စရာအကြောင်းတော့တစ်စက်မှမရှိကျွန်တော်လည်းမရက်ချင်တော့ဘူးမရက်ချင်တော့ဘူးဆိုတော့ကျွန်တော်တော်လန်ရုပ်မရက်ချင်တော့မဟုတ်ဘူးကျွန်တော်အတိုင်းတာတစ်ခုရောက်လို့ဆွေးနွေးဖို့လိုအပ်လာတဲ့အခါမျိုးကြီးကျရင်ကျွန်တော်စကားပြောမှာဒါပေမဲ့ကျွန်တော်တို့နိုင်ငံကိုတကယ်တိုးတက်အောင်လုပ်မယ့်အခြေအနေတစ်ခုမှတော့ကျွန်တော်စကားပြောမှာ ဟိုမရက်ဘူးလို့ပြောတယ်။ဒါပေမဲ့ကျွန်တော်တို့မှသွေးချင်းမှဆွေးနွေးစရာမရှိဘူးပါညမဟုတ်ဘူး။ဟုတ်တာ။ဒါပေမဲ့ကျွန်တော်တို့မှလည်းပေးဆက်ထားတဲ့တငယ်ချင်းတွေကျွန်တော်တို့ကျွန်တော်တို့ထမင်းဝိုင်းမှလူမစုံတော့ဘူး။မိသားစုတွေမှလည်းလူမစုံတော့တယ်လို့ကျွန်တော်တို့ဒီမှာအတူတူဖြတ်တန်းနေတဲ့ရဲဘော်ရဲဘက်ချင်းမှတော့လူမစုံတော့ဘူး။သူတို့မစားပြစ်လိုက်တဲ့ထမင်းနဲ့တွေအများကြီးရှိလာခဲ့တယ်။တော့အဲ့လိုမျိုးပုံစံမျိုးရှိတယ်။ဒါကြောင့်ကျွန်တော်တို့ခမားတို့မှတွေးတာမို့တခါလေကျွန်တော်တို့လည်းကြက်ကြက်ပင်မန်းလာတဲ့အခါမျိုးကြီးကြတယ်။တကယ်တွေးတဲ့အရာငါတို့အစာတွေကမစားခဲ့ငါတို့ညစ်ကိုပြေးစရာအကြောင်းမရှိဘူး။ဒါပေမဲ့ကျွန်တော်တို့က အားပင်မှန်းလာတဲ့အချိန်မှာ trap out တစ်ခုအနေနဲ့ပေးတာဒါအဖြေမဟုတ်ဘူးကျွန်တော်တကယ်အဖြေကိုလိုက်ရှာဟုတ်တယ်လူလူအနေနဲ့လည်းအဲ့လိုမျိုးလေးပဲတကယ်အဖြေကိုလိုက်ရှာပါမင်းတို့ကြောင့်လို့လက်ညှိုးမထိုးဘဲနဲ့တကယ်အဖြေကိုလိုက်ရှာပြီးတော့မှဒီအယူကိုမြန်မြန်ပြီးအောင်ဘယ်လိုလုပ်ကြမလဲကျွန်တော်ပြောမှာအုတ်တရာရောက်ဖို့လူနှစ်ယောက်ပဲအုတ်တရာလေးလောက်ရောက်ဖို့လူနှစ်ယောက်ပဲလုပ်နေတယ်ဒါပေမဲ့အဲ့အိမ်ကတော့အုတ်နေရအုတ်တိုင်းတက်ဖို့ကြာနေဦးမှာပဲဟောမြန်မြန်အုတ်တိုင်းတက်ချင်အဲ့အုတ်နေရအပေါ်မြန်မြန်ရအောင်ဘယ်လိုလုပ်မလဲ အာမင်းတို့မပြီးသေးဘူးလားမင်းတို့ကြောင့်မင်းတို့ကြာနေလို့လို့ပြောနေမယ်အစားအဲ့အုံးနှစ်ယောက်ဝိုင်းပြီးအပေါ်အမြင်မြန်ရွှေ့လိုက်ရောမြင်မြန်မပြီးဘူးလားအဲ့အရာမြင်မြန်နေလို့မရနိုင်ဘူးလားဒီသဘောမျိုးပါပဲထပ်စဉ်းစားပါလူတို့အနေနဲ့စဉ်းစားကြည့်တွေးကြည့်ပြင်ကိုအနီးနားလူတွေမှလည်းအဲ့လိုမျိုးတွေရှိနေတယ်စိတ်မဝင်စားတဲ့လူတွေရှိနေရောဘလို့ရောက်အောင်စီးလို့မရောဘလို့လှုပ်ဆောင်ကြမယ်ဒီဟာလေးကိုလေစဉ်းစားကြည့်ပါပြီးတော့ဆောနာရွေးကောက်ပွဲအချိန်မှာရောဗောနော်ရွေးကောက်ပွဲကတော့ဒီဇင်ဘာလထဲမှာမဖြစ်ဖြစ်အောင်လုပ်မယ် တို့ပဲသူတို့နိုင်ငံရေးပါတီတွေအတွင်းထဲမှာတော့မှာပဲပြဿနာတက်နေတာဘာလဲဆိုတော့ပုံမှန်ကျွန်တော်တိရတက်သုံးနှစ်ပေါ့ပုံမှန်တက်သုံးနှစ်ရွေးကောက်ပွဲပြီးမြောက်ပြီးရပ်ပေါင်း60အတွင်းထွက်တော်ခွန်နိုင်ရမှာဟောတို့ပဲအဲ့ရနေပြောမှဝင်ပြိုင်မဲ့ပါတီတွေလည်းပြန်မိထားတာရွေးကောက်ပွဲလုပ်မှာဟုတ်တယ်ဟုတ်အရင်ငြင်းချမ်းနေတဲ့အချိန်ကသူတို့ကိုယ်တိုင်နှုတ်ဖျားပြောတော့နော်ငြင်းချမ်းနေတဲ့အချိန်ကြီးတုန်းကတော့မှာရွေးကောက်ပွဲကတရက်ထဲလုပ်မယ်ဥပမာဆယ်လပိုင်း၁၁ရက်နေ့လုပ်တဲ့ဟိုတနိုင်ငံလုံးအဲ့တရက်ထဲလုပ်ပြီးတော့မှာတခါရေးပြီးပြီးတော့မှာ result ထပ်ဖို့ကထန်ကုန်တစ်ပတ်အတွင်းမှာထွက်တယ် ဒါပေမဲ့ဒါပေမဲ့ဒီမှာကျတော့ကြည့်ကြည့်ရွေးကောက်ပွဲလုပ်မယ်တရက်ထဲလုံးမှလာလဲမသိရသေးဘူးသုံးနှစ်ရက်လုံးမှလာလဲမသိရသေးဘူးအဲတလားလောက်လုံးမှလာလဲမသိရသေးဘူးအဲတချို့ဆိုရင်ရှေ့မှာတမိုင်းမှာရှိခဲ့တယ်ဆယ်လားလောက်ကြာရွေးကောက်ပွဲတစ်ခုပါဆယ်လားလောက်ကြာသွားပြီဟေးဆိုရင်သူတို့ရက်ပေါင်း90အတွင်းလွတ်တော်ခေါ်နိုင်မယ်မခေါ်နိုင်ရင်ဒီလွတ်တော်ဒီပျက်စီးပါလေဆိုပြီးပြောထားတာဒီဟာဒီအထာမမြောက်ပါဘူးလို့ပြောတာအထာမမြောက်အနာပြန်ယူမှာအဲ့တော့ကြောင့်မလို့ခဏထိန်းတာအဲ့ခဏပြန်ယူမှာအဲ့လိုမျိုးမှကျသူတို့မှကစားထားတာတည်းအများကြီးပဲ ဟိုဒါအပြင်မှာပဲကြည့်အောင်လေကျွန်တော်တို့ဒီမှာလောလောဆယ် तू อ่ะမင်းအွန်လိုင်းอ่ะပြီးွားရင်ဒီတကယ်ရွေးကောက်ပွဲလုပ်ပြီးတော့မှရှိဆုံး तू อ่ะအဲ့ဒါတွေအကုန်လုံးကာလုံးအာနာပြန်ပေးရဘဘိုက်မင်းအွန်လိုင်းငလိမ့်တော့ရိုးတီတီသူရမရတာဟုတ်လားเนาะအဲ့ဒီမှာ तू อ่ะအခုလောလောဆယ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒုတိယတမရเนาะကာဝေးဝင်ကြီးကျွန်တော်တို့ကဒီမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကနေအာနာပြန်ထွက်လိုက်မှာဘယ်လိုလွှဲရမလဲကာလုံးပြန်ထွက်ကာလုံးမှာအကြီးဆုံးအကြီးကာကွယ်ရေးဦးစီးနဲ့ သူတမ်းရအဲ့နှစ်နေရာလုံးကသူ့ရဲ့သူကနေလွှဲသူပဲပြက်ဦးမှာစောစောကလည်းသူပဲပြက်လွှဲပြီးသူပဲယူသူအဲ့လိုမျိုးလုပ်ပြီးတော့မှဒီရွေးကောက်ပွဲကိုလည်းသူစိတ်တိုင်းကြကစားဦးမှာအဲ့ရွေးကောက်ပွဲအကြောင်းလည်းလူလူလည်းဒီတိုင်းပဲပြီးွားမှာပါဆိုတာမျိုးမဟုတ်ဖ ೇನೆ တကယ်စေတနာရှိတဲ့ပါတီကြီးရှိလို့နိုင်ငံကိုအရွေးဖြစ်ချင်းလို့တထောင်းတနည်းရတကယ်ပါဝင်ပြီးနိုင်ငံရေးနည်းရပ်ကူညီခြင်းနဲ့ဆိုတဲ့ပါတီတွေရှိရင်သူတို့လည်းမိမောင်းထုတ်ပြပါအဖာနဲ့အစဉ်ပြောင်းပေါင်းဖို့ဟိုပါမစ်ရဖို့ဒီပါမစ်ရဖို့နိုင်ငံရေးပါတီတွေဝင်ပြီးအလုံးလုံးနေတဲ့လူတွေနဲ့ မဖြစ်လာဘူးတွန်းအားပေးကြပါယူကောက်ပွဲကတော့ကျွန်တော်တို့ကခေါင်းလည်းမရှိဘူးဟိုသူ့ပဲသူတို့ကတော့အသေးကြမဲတယ်ပြောတော့အသေးကြမဲတယ်ကြတော့အဲအဲသူတို့ကတော့ဒီစကားနဲ့ပဲလိုက်ပြီးမဲဆွဲနေမပေးခိုင်းဘူးလည်းမရဘူးသူတို့အများကြီးလည်းလာအောင်ပါရေးဖို့ပြောတော့တာတအားမှန်တယ်သူတို့ဒီတိုင်းပဲလေဘက်မှာရွေးကောက်ပွဲဘလောက်ပဲလောက်လောက်စစ်ခွဲတွေကအပေါ်မှာပဲပုံမှန်ရှိမှာဘာမှထူးခြားမှာမဟုတ်ဘူးပြောတော့တာတွေဒါကောင်းပါတယ်ကေတာဆိုရင်တော့ video sitting arm sheet တော့လို့စစ်တက်ကစစ်မှုထမ်းခေါ်တာပါလို့ဖွင့်ပြလိုက်တဲ့ ခွေးလက်လှဆွေတစ်ချက်လောက်နားဆင်ကြည့်အောင်ခုကျွန်တော်တို့တက်ကဒီကျွန်တော်တက်ပြတော့အနာထိန်ပြီးတဲ့အချိန်ကစပြီးတော့ထိန်ထိန်အခုချင်းတင်းပဲစကားနေအများကြီးကြာဆုံးခဲ့တယ်။ဘာကြောင့်ကြာဆုံးလဲ။အဲကျွန်တော်တို့အင်အားတက်ပြတော့အင်အားတတအင်အားနေရပါတော့။ငါတင်းဆိုငါတင်းရှိတော့လား။ကြည့်ဆုံးရှိလူရှိတာအဲကျွန်တော်တို့ဝိုင်းဝန်းပြီးတော့တင်ပြရတယ်။ အလူကြီးတွေလည်းလက်ခံတယ်ဒါကြောင့်မလို့စစ်မှုထားဥစီပေါ်ပေါက်လာတယ်အာမင်းတော့လက်ချက်ကြောင့်ပေါ့ခုစစ်မှုထားနေပတ်စင်တကနေ15အထိရောက်လာတဲ့အချိန်မှာကြောက်ကြံပြီးတော့ရင်ဆိုင်တယ်ရင်ဆိုင်နိုင်တယ်ဆုံးတာလည်းမရှိတော့ဘူးတဖြည်းနဲ့မြို့တွေဝါဆုံးဆုံးတာမရှိတော့ဘူးဟုတ်လားကျွန်တော်ပြန်ပြီးတော့ဟန်တားနိုင်တဲ့အနေထားတော့ကြောက်ကြောက်ဟန်တားနိုင်တော့ပြန်ရပြီဆိုတော့ မပြောသေးဘူးအဆုပြရတယ်ဆိုတာကညှိနှိုင်းလို့ပြန်ရလေတိုက်လို့ပြန်ရမဟုတ်ဘူးဒါဒါအာဘလို့ရရရတယ်ဆိုတာလဲဝတ်တဆရာပါပဲသို့တော်လည်းပဲကျွန်တော်တို့တကယ်တမ်းပြန်ပြီးတော့ရင်ဆိုင်နေတဲ့အဒီချာခုမှပဲရှိသေးတယ်ထပ်ပြီးတော့တမရိုကြီးကအင်းအားတို့ဖို့လို့လေတမရိုကြီးမှာလက်နက်တွေရှိတယ်ခဲရနေရှိတယ်လင်းညာနေရှိတယ်အမြောက်တွေရှိတယ်လူမရှိဘူးအဲ့အတွက်ကိုကလူအင်းအားတို့နိုင်အောင်ပြုစုမှုကြောင့်ဥပဒေစာပြဋ္ဌာန်းတာ ဒါကိုခုရက်တမှုဆိုင်ငံမှုပြောနေကြတယ်ဆိုရင်ပါတီတွေကပြောတာတမျိုးပါတော့မြန်မြန်သေးဘူးသူတို့နိုင်ငံရေးပါတီတွေကစပြီးစကားပြောလာပြီဆိုတော့ဒီနိုင်ငံရေးပါတီတွေကတပ်မတော်ကြီးကိုအင်အားချိနေအောင်လောက်တန်နေရမဟုတ်ဘူးလားဒါကိုချင်းချင်းဖိုရမ်မှာဆိုတော့ဘာကဲကျွန်တော်ပြောမယ်နော် အခုတပ်မတော်ကစစ်မှုထမ်းဥပဒေကိုရပ်ပေးမယ်ရပ်ပေးရင်ဘာအကျိုးမြတ်ရမလဲ PDF ဒီခလာ KIE ဒီ KNU ဒီဒါနောက်ဆုံးပါပြင်းတယ်ပြင်းတယ်ကျွန်တော်ကတော့မတူလေးစားပါခွေတာမိရဲ့အတွေးခေါ်ကလည်းတော်တော်ကိုအောက်တန်းကျတဲ့ဘူးတော်ပဲမင်းတို့ပြည်သူစစ်တွေခေါ်လို့လူအင်အားတော့များလာမှာပဲဒါပေမဲ့မင်းတို့မသိတာကဒီပြည်သူစစ်တွေက အကုံလုံးလက်နဲ့ချက်ဖို့အကုံလုံးအလင်းဝင်ဖို့သူတို့စိတ်ထဲမှာထင်ထားပြီးသားမင်းတို့ပေးထားတဲ့လက်နက်ခဲယမ်းတွေကိုကျွန်တော်တို့ PDF ရေးပေါ်တွေတိုင်းတားလက်နက်ကင်တွေကိုထုတ်ပုတ်ပေးနေတာဆိုတာမင်းတို့သဘောမပေါက်လို့ဘယ်လောက်လူအင်အားများပါစေမင်းတို့ဘယ်တော့မှနိုင်မှာမဟုတ်ဘူးမြုပ်လဲရမှာမဟုတ်ဘူးကျွန်တော်တို့တမြုပ်ပြီးတမြုပ်စခန်းတစ်ခုပြီးတစ်ခုပြန်တင်းအောင်မှာမယုံရင်စောင့်ကြည့်ဘူးတော့ ုတ်ကဲ့ပါတုံးငယ်ချင်းတော်ဒီမနက်ပိုင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများကြည်တင်ပါတယ်ကျမ္မာကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time